မြမစီဝါရေးပန်းမှာပင်စင်လာစာထုံယူတဲ့ပင်စင်အငိမ့်ဆောင်ဥယျာဉ်9300 Central Light A ပင်စင်စနစ်နဲ့ပင်စင်လာစာထုံယူနေတဲ့ဥယျာဉ်6300 9000ကျော်ရှိပါတယ်2023ခုနှစ်စက်တင်ဘာလမှာစတင်ကျင့်သုံးခဲ့တဲ့ Central Line ပင်စင်စနစ်အရာ E ပင်စင် Get ခိုင်ဆောင်ထားတဲ့သူများဟာ Central Line စနစ်ကျင့်သုံးနေတဲ့မြေတီဘန်ကွဲမှာမဆိုပင်စင်လားဆောင်ငွေထုတ်ယူနိုင်ကြောင်းသိရပါတယ်လက်ရှိမှာမြမစီပွားရေးဘန်ကွဲ166ခုမှာ Central Line စနစ်နဲ့ပင်စင်လားဆောင်ငွေထုတ်ယူနိုင်အောင်ဆောင်ရွက်ထားပြီးမန္တလေးမြေကြီးကြီးကြောင့် E ပင်စင်ကံများပျောက်ဆုံးပျက်စီးမှုများဖြစ်ပါကပြန်လည်ရှောက်ထိုင်းနိုင်ကြောင်းနဲ့ပတ်သက်ပြီးမြမစီပွားရေးဘန်မှာ လက်ထောက်အထွေထွေမန်နေဂျာဒေါ်မိုးတီရာထံသတင်းတောက်မှတ်ခင်မှုမှုတွင်ကဆက်သွယ်မြင့်မြတ်ထားတာဖြစ်ပါရဲ့ရှင်။အငလင်းကြောင့်ပေါ့နော်ဒီပင်စင်ထုတ်တဲ့ e-pension ကတ်ဒီပြစင်းမှုဖြစ်ပေါ်ခဲ့တဲ့ဟိုတိုင်းဒေသကြီးပြည်နယ်မှာရှိတဲ့အငိမ့်စားတွေအနေနဲ့ဆိုလို့ရှိရင်ကပ်ပြောက်ဆုံးတာပဲဖြစ်ဖြစ်ကပ်ပြတ်တာပဲဖြစ်ဖြစ်ပေါ့နော်။မိမိမူလပင်စင်လာစားထုတ်နေတဲ့ဘဏ်ခွဲတွေကမကောက်ဘူး။ဒီ central e-pension ဆောင်ရွက်နေတဲ့ဘဏ်ခွဲ166ဘဏ်မှာ ီအငင်းစားကိုရလာရောက်ရှောက်တန်းနိုင်ပါတယ်ဟို e-business ကတ်တန်ဘူကတော့3500ပြန်လဲပေးသေးရမှာဖြစ်ပါတယ်အဲ e-business ကတ်ပြန်လဲရှောက်တာဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်လဲဆိုလို့ရှိရင်အငင်းစားရဲ့ကိုယ်တိုင်ရဲ့ရှောက်လာအကွမဒီဆိုင်ကြောင့်ထောက်ခံချက်ရေစကန်ထောက်ခံချက်တဲ့နဲ့အတူဘန်ကွဲမှာလာရောက်ရှောက်ထားနိုင်တာဖြစ်ပါတယ်ရှင်။မစီဝိုင်းဘက်မှာဆိုလို့ရှိရင်လက်ရှိဒီ e-business ကတ်နဲ့ထုတ်ယူနေတဲ့အငင်းစားဥယေပေါင်းက6,800နဲ့666ဦးရှိပါတယ်။ ဒီ2025ခုနှစ်မေလအထိဆိုလို့ရှိရင် Central Life Epicenter ဆောက်ရနေတဲ့ဘန်ကွဲက166ခန်းရှိပြီးတော့အဆိုပါဘန်ကွဲမြတ်မှာရှိတဲ့အငိမ့်စားတွေအနေနဲ့အဲဒီဘန်ကွဲ166ခန်းအနဲ့မိမိဘန်ကွဲမှာမဆိုပေးစင်လာတာတွေကိုဝန်ဆောင်မခအခမဲ့ဖြင့်ထုတ်နိုင်တာဖြစ်ပါတယ်ရှင်ဒီတိုင်းဒေသကြီးပြည်နယ်အတွင်းမှာရှိတဲ့ဘန်ကွဲများရဲ့အင်တာနက်ရရှိမှုပုံမူတည်ပြီးတော့ ဒီ satellite e-business ထပ်တူဆောင်ရွက်မဲ့ဘဏ်ကွဲများကိုလည်းကျမတို့က MBB ရဲ့ website www.mbb.gov.mm နဲ့မြန်မာစီးပွားရေးဘဏ်ရဲ့ Facebook page တို့မှာလည်းအချိန်နဲ့တပြေးညီအတိအပေးကြေညာသွားမှာဖြစ်ပါတယ်ရှင်။တကယ် e-business နဲ့တုံးမှကြတော့ကျမတို့ကဒီဘဏ်ချင်းစီအသုံးပြုတာပေါ့နော်။ဒီဘဏ်ကကကတခြားဘဏ်မှဆိုတတ်ထုတ်လို့မရဘူး။ဘာလို့လဲဆိုတော့ तू က तू teacher စနစ်နဲ့ तू ပါဆိုလုံထားဖြစ်တဲ့အတွက်ပင်စင်သားတွေအနေနဲ့ကဥပမာကိုကရောက်တဲ့မြို့မှာပင်စင်ထုတ်ချင်တယ်ဆိုလို့ရှိရင်ရောက်တဲ့မြို့ကိုပဲပင်စင်အမှုတွေကိုပြောင်းပြီးတော့ထုတ်ရတာမျိုးရှိတယ်ပေါ့နော်။အခုကြတော့ ့ကျမတို့ကအဲ့ဒီဟာကိုလည်းပြင်သင်စားတွေကိုလည်းရောက်တဲ့နေရာမှာထုစီခြင်းနဲ့နောက်ကကြောင့်ဝန်ဆောင်ကလည်းမကောက်ပေးခြင်းပဲနဲ့ဝန်ဆောင်ကအခမဲ့နဲ့ဆောင်ပေးခြင်းနဲ့ဖြစ်တဲ့ Centralized Epic System ကိုဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။